ိုင်းနိုင်ငံကန်ချန်နပူရီခရိုင်တွင်တရားမဝင်ဝင်ရောက်လာသောမြန်မာနိုင်ငံသား69ဦးဖမ်းဆီးခံရ။ထိုင်းနိုင်ငံကန်ချန်နပူရီခရိုင်တွင်တရားမဝင်ဝင်ရောက်လာသောမြန်မာနိုင်ငံသား69ဦးဖမ်းဆီးခံရကြောင်းထိုင်းနိုင်ငံမှ လာသောသတင်းများအရသိရပါသည်။ ကန်ချန်နပူရီခရိုင်တွင်တရားမဝင်မြန်မာနိုင်ငံသား60ဦးကို၎င်းရင်းနောက်မြန်မာနိုင်ငံသား9ဦးကို၎င်းဖမ်းဆီးရရှိခဲ့သောဖြစ်စဉ်နှစ်ခုဖြစ်ပွားခဲ့ပြီးစုစုပေါင်းမြန်မာနိုင်ငံသား69ဦးကိုဖမ်းဆီးရရှိခဲ့ခြင်းဖြစ်သည်ဟုသိရပါသည် စက်တင်ဘာ30ရက်နေ့နနက်တနာရီအချိန်ကန်ချန်နပူရီခရိုင်တွင် မော်တော်ယာဉ်၄စီးဖြင့်မြန်မာနိုင်ငံသားများတင်ဆောင်လာကြောင်းသတင်းရရှိသဖြင့်လမ်းတွင်ကြိုတင်ဆောင်ဆိုင်စစ်ဆေးပိတ်ဆို့ဖမ်းဆီးခဲ့ကြောင်းတို့ရာတွင်မော်တော်ယာဉ်၄စီးမှာရပ်တန့်ပေးခြင်းမရှိဘဲထွက်ပြေးမောင်းနှင်သွားကြကြောင်းထိုင်းအာဏာပိုင်များလိုက်လံဖမ်းဆီးရာကား၄စီးကိုဖမ်းမိခဲ့ပြီးတရားမဝင်မြန်မာနိုင်ငံသား60ဦးကိုဖမ်းဆီးရရှိခဲ့ကြောင်းသိရပါသည် မြန်မာနိုင်ငံသား60ဦးမှာထိုင်းနိုင်ငံမှတဆင့်မလေးရှားနိုင်ငံသို့သွားရောက်ရန်ဖျားသုံးစုမှတဆင့်ထိုင်းနိုင်ငံကန်ချန်နပူရီခရိုင်အတွင်းသို့ဝင်ရောက်လာခြင်းဖြစ်ကြောင်းရေလန်းကုန်းလမ်းများဖြင့်ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီးမလေးရှားနိုင်ငံသို့သွားရောက်ရန် ပွဲစားခထံသို့တဦးလျင်ထိုင်းဘတ်ငွေ3000မှ6000အထိပေးရကြောင်းသိရပါသည် ထို့ပြင်နောက်ထပ်ဖြစ်စဉ်တစ်ခုဟာလည်းယနေ့အောက်တိုဘာလ၁ရက်နေ့နံနက်ပိုင်းထိုင်းနိုင်ငံကန်ကြနာပူရီခရိုင်စံခရပူရီမြို့နယ်တွင်မြန်မာနိုင်ငံသားအမျိုးသမီးမောင်းနှင်လာသောတိုယိုတာဝမ်းရဲ့စလွန်ကားကိုစစ်ဆေးရန်အတွက်ရက်တန့်ခိုင်းတော်လဲမရက်တန့်ပဲထွက်ပြေးသွားကြောင်းထို့ကြောင့်လိုက်လံဖမ်းဆီးရာကားမှာယာဉ်တိုက်မှုဖြစ်ပြီးရက်တန့်သွားကြောင်းကားပေါ်တွင်တရားမဝင်နိုင်ငံသားအမျိုးသား၅ဦးနှင့်အမျိုးသမီး၄ဦးတို့ကိုဖမ်းဆီးရရှိခဲ့ကြောင်းသိရပါသည် ဟန်စီရရှိသောအမျိုးသမီးရင်မောင်း၏အမိမာမမွန်ဖြစ်ပြီးတော်ရဲတွင်ပြိမိနေသောမြမများကိုလာရောက်ခေါ်ဆောင်စဉ်ဖန်စီခံရခြင်းဖြစ်ကြောင်းသိရပါသည်